ကျွန်တော်ကနေပေရီကိုပြောင်းလဲပြီးတော့လှုပ်လှုပ်နေတဲ့လူတွေလေဘယ်နေပေကိုပဲရောက်ရောက်ဘယ်ဒေသကိုပဲရောက်ရောက်ကုဒုကုချွန်လှုပ်ပြီးဆိုတဲ့လူတွေကတော့အခက်ခဲတွေအများကြီးကြုံရတာပါပဲအခက်ခဲရှိမှအောင်မြင်တာလေအာဘာလဲဆိုတော့ game game တွေလိုပါပဲ game တွေလိုပါပဲ level 1တော့ကတော့လွယ်တယ်တဖြည်းဖြည်းခက်လာလေလေသူများမရောက်တဲ့နေရာကိုရောက်ပြီအောင်မြင်မှုကိုရလေဒီလိုပါပဲခုခေတ်လူငယ်တွေကခုနပြောတဲ့အခက်ခဲကိုကြောက်တဲ့ထင်မှာတော့မပါဘူးသူတို့ကအဲတခုရှိရစူးစမ်းခြင်းစိတ်တအား ်များတာကိုပဲအန္တရာယ်တစ်ခုအနေနဲ့ပဲသတ်မှတ်ပါဘောเนาะအဒီကကကျွန်တော်တို့မဟာကဟုံးမူဗီခေါ်တာဗောเนาะမဟာ application နဲ့မဟာ YouTube channel မှာတင်ဖို့ရိုက်ကူးတာဖြစ်ပါတယ်အာဇလန်ကတော့ကျွန်တော်ဇလန်ပါဇညုံကတော့စုခက်မင်းဖြစ်ပါတယ်ရိုက်ကွင်းဇညုံကတော့ကျွန်တော်တို့နေ့အောင်ပေါင်းပြီးတော့ထပ်ပြီးတချို့ဟာလေးတွေပြန်ပြီးအာအဲ့ဟိုလောက်ထားတာပေါ့နော်ပြန်ပြီး develop ပြန်လုပ်ရတာပေါ့နော်နိုင်ငံတကာမှာတော့မရှိပါဘူးမြန်မာပြည်မှာခေါ်နေကြ fancy ပေါ့ ပန်စီသူရိုမန့်စ်အဲနောက်တစ်ခုကဗာလဲဆိုထူးခြားတာကသူကမင်းသမီးကအပင်ကြီးတပင်တွေ့တဲ့အချိန်မှာအဲ့အပင်မှာဆူတောင်းလိုက်တာပေါ့နော်ဆူတောင်းပြီးတော့ချက်ချင်း24နာရီမပြည့်ခင်မှာပဲသူဆူတောင်းကပြည့်သွားသူဖြစ်သွားတာဆိုတော့အဲ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 ့ဒါလေးပေါ်မှာအဓိက base ဆိုလောက်တာပေါ့နော်ကိုကျန်အပြည့်စင်မှုအားကတော်တော်လေးဒီဘက်ဒီဘက်နှစ်တွေမှာတော်တော်အားကောင်းလာတယ် အားကောင်းလာတဲ့အခါကျတော့ तू ကဟို project သေးသည်ဖြစ်စေကြီးသည်ဖြစ်စေ तू ကပြင်ဆင်မှုတအားကောင်းလာတယ်။ကောင်းလာတဲ့အခါကျတော့အလုပ်လုပ်ရတာအရန်ကျွန်တော်တို့ကပျော်တာပေါ့ဝင်လင်ပျော်ရရင်ဗာလဲဆိုတော့အလုပ်တစ်ခုကို ever site တအား site တဲ့အာကျွန်တော်တို့ဒီဟိုလက်တွဲပေါ်ရင်းနဲ့လုပ်လုပ်ရတဲ့အခါကျကျွန်တော်ပို့ပျော်ပါတယ်။နောက်တစ်ခုကကျွန်တော်ပုံမှာလေးစားတယ်လို့ခံစားရတယ်ပေါ့နော်။အဲအဲ့လောက်တီတီဟိုဘယ်လိုခေါ်မလဲ။

ရှိတာပေါ့ရှိတာပေါ့အထူးသဖြင့်ကျွန်တော်အခုကဒါရိုက်တာ ဖြစ်လာတယ်ဒါရိုက်တာမလုပ်ခင်မှာရှိမှာ assistant director အနေနဲ့ကျွန်တော်တစ်နှစ်နဲ့၄လကျော်ကျော်လုပ်လုပ်ခဲ့တယ်အဲ့တော့တွင်မှာဆိုရင်ကျွန်တော် assistant director ကိုရိုက်ခွင်းပါလားကျွန်တော်မှာရှိမှာတော့ကျွန်တော်တရုတ်ဆောင်လုပ်ခဲ့တယ်။အာကျွန်တော်အရင်နေကားခဲ့တယ်။ပြီးသွားတဲ့ခါကျကျွန်တော်တချင်းနေဆိုခဲ့တယ်။အဲ့ဒီ image ရေအကုန်လုံးပျောက်သွားတာ။ပျောက်သွားတာဆိုကိုကိုရိုင်းလည်းဖျောက်တာပါ ်ဒီကိုရန်လည်းကိုလို့ကိုကောင်းဆုံးဖြစ်အောင်လုပ်ရတာပေါ့နော်အဲမှာရိုက်တော့မဲမင်းသားမလာသေးဘူးဆိုမင်းသားပြေးခေါ်မင်းသမီးမလာသေးဘူးဆိုမင်းသမီးဖုန်းဆက်ပေး dialogue ချပေးပြီးတဲ့ခါကျတော့တခုရှိရပါလဲဆိုတော့သွားကြည့်လိုက်တဲ့မင်းသမီးရဲ့ဝန်စားလေးတခုကလိုအပ်နေရဆိုရင်ဟိုမင်းကြီးကတော့တခုတည်းလိုနေရထင်တယ်အေးဒါသွားပြောကွာကိုကဆိုသွားပြောလိုက်သွားပြောလိုက်တဲ့ခါကျတော့ကိုကပြောတာကိုပြောတာပြောတဲ့ခါကျတော့သမီးဒါလေးကအဆင်မပြေလို့ဒါလေးနည်းနည်းလေးလဲပေးပါလားကိုကြော်ပြီးတော့ဆရာ လဲရမှာတဘောကလေဒီမှာလာပြောနေတာကိုလေဒီလားအဲအဲအဲ့လိုသဘောပေါ့နော်အဲအဲ့ဒါလေးတွေအများကြီးပဲကြုံရတယ်ဒါဥပမာပြောပြတာပါအာဘာခေါ်မလဲ assistant director လုပ်တဲ့အချိန်မှာတကယ်ခုနဟာရအကုန်လုံးကိုယ့် image ကိုဘယ်သူမှဘာမှမမြင်တော့ဘူးကိုကလည်းမမြင်အောင်ထီကိုအရန်စူးစမ်းပန်းစားကိုတကယ်တောက်တူအစင်းလောက်ထီကိုလိုက်လုပ်လိုက်တဲ့သဘောပေါ့နော်အဲအဲအဲ့အဲ့ကာလတွေတုန်းကတော်တော်လေး စိတ်ထဲမှာတော့ဘယ်လိုခေါ်လဲဆိုနည်းနည်းပျော်တယ်။ဘာလဲဆိုတော့ခါကျတော့ငါ့ရဲ့ image ကိုပြန်ပြီးတော့ဒီဟာကြီးကကိုယ့်ပုံမှာမလွမ်းမှုပဲနဲ့ director တယောက်နေနဲ့ကြိုးစားနေတဲ့ assistant director တယောက်ကိုဆက်ဆံနေဆက်ဆံမှုမျိုးကြုံရတဲ့ခါကျတော့နည်းနည်းတော့ပျော်တယ်။ဘာလဲဆိုတော့ကိုယ့်ရည်ချင်းကိုပြသခွင့်တမျိုးရတော့မယ်ဆိုတာကိုစိတ်ထဲမှာခံစားရလို့ပါ။ခုနပြောတဲ့အတိုင်းပေါ့နော်။အဲတခုရှိရပါလဲဆိုတော့ကွာလာပြီဆိုတဲ့အချိန်မှာတော့ကျွန်တော်ကကျွန်တော်အာဘာလဲ assistant director ရှိရလေရှိတဲ့ခါကျတော့ကျွန်တော်ရဲ့ assistant director ကို ကျွန်တော်ခံစားရတယ်လို့ခံစားရပါတော့ကျွန်တော်ကြုံတွေ့ရတယ်လို့ကြုံတွေ့ရအောင်အားလုံးရှိမှာကျွန်တော်က prove တစ်ခုလုပ်ပေးထားတယ်ပေါ့နော်အဲအဲ့ဒါမျိုးလေးတော့ရှိရတာပေါ့နော်ဖြစ်တဲ့နယ်လို့ထင်သလားဆိုဖြစ်တဲ့မှာလေဖြစ်တဲ့မှာလေဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ကျွန်တော်က네ပေရီကိုပြောင်းလဲပြီးတော့လှုပ်လှုပ်နေတဲ့လူတွေလေဘယ်네ပေကိုပဲရောက်ရောက်ဘယ်ဒေတာကိုပဲရောက်ရောက်ကုဒုကုချွန်လုပ်ပြီးဆိုတဲ့လူတွေကတော့အခက်ခဲတွေအများကြီးကြုံရတာပါပဲအဲပွင့်လင်းပြောရရင်ကျွန်တော်ကကုဒုကုချွန်လုပ်တဲ့ຢາတွေကိုကျွန်တော်ကသဘောကျတတ်တာပေါ့နော်အခုက assistant director တယောက် ဒါရိုက်တာတယောက်ဖြစ်အောင်ကိုကိုကိုတိဆောက်တဲ့နေရာမှာရှေ့မှာရှိခဲ့တဲ့အဆိုတော်မူမူတရုတ်ဆောင်မူမူဆိုတဲ့အပေါ်မှာဒီပန်းမမီခိုဘဲနဲ့လောက်ကန်ရတဲ့နေမီတွေကိုရောက်လာတာအဲ့ဒီပုံမှာလဲကျွန်တော်အာရောက်လာတဲ့ပုံမှာလူတွေကအဲ့လိုမျိုးဆက်ဆံတဲ့အတွက်ဟိုကျွန်တော်ကတော့သဘောကျတယ်ဒါကိုခက်ခဲတယ်လို့ယူဆမယ်ဆိုရင်တော့ကိုရူးကိုကျွန်တော်လုတ်ဖို့တိတ်လွယ်ကူမှာမဟုတ်ဘူးပေါ့နော် ကိုရုကိုကျွန်သမားတွေကိုအလုပ်ကိုကိုကကိုဒီဇိုင်းမမက်စူးစမ်းပြီးလောက်ကြရတဲ့လူတွေကတော့ဒီကိစ္စတခုကတော့အခက်ခဲနေနေတော့တတ်မှတ်မယ်လို့မထင်ဘူးကြုံနေကြလေကားတက်တယ်လို့ပဲခံစားလို့ရပါတယ်အခက်ခဲရှိမှကိုအောင်မြင်တယ်လို့လည်းပြောလို့ရအောင်မှန်တာပေါ့မှန်တာပေါ့အခက်ခဲရှိမှအောင်မြင်တာလေအာဘာလဲဆိုတော့ game game တွေလို့ပါပဲ game တွေလို့ပါပဲ level 1တော့တော့လွယ်တယ်တဖြည်းဖြည်းခက်လာလေလေသူများမရောက်တဲ့နေရာကိုရောက်ပြီအောင်မြင်မှုကိုရလေဒီလိုပါပဲမဟုတ်ဘူးခုခေတ်လူငယ်တွေကပိုတောင် challenge ခေါ်တယ် ဘာလဲဆိုတော့ခါကြတော့ဘလို challenge ခေါ်လဲဆိုတော့ခါကြတော့သူတို့ကအာနည်းနည်းလေးပေါ့နော်ဘာလဲဆိုတော့ဟိုရှေးရှေးယူဆွဲတွေကတော့ဘာလဲဆိုတော့ခါကြတော့တခုခုလုံရင်ကြောက်တာတွေညွန့်တာတွေရှိရှိခဲ့တယ်သူတို့မှာကကြတော့အဲ့လိုမဟုတ်ဘူးအခုခေတ်လူငယ်တွေကလူငယ်မှမဟုတ်ခုခေတ်ကလေးတွေအားစားအခုကျွန်တော်တမီ6နှစ်9နှစ်ပဲရှိသေးတယ်ကျွန်တော်သာ6နှစ်9နှစ်ပဲရှိရဲဟိုစေပြီလောက်ရှိရေခံတွေတော့ဒိုင်းဆိုခုံစင်းသွားရဲပြီအာကိုတွေတော့တတ်တာ ဟိုဒီတော့ကဘာအဲ့ဒီလေးပေလောက်ကိုခြေထောက်ချော်သွားရင်တော့ကြောက်အောင်နေရလေဒါဥပမာပြောပြတာပါအဲ့တော့ဘာလဲဆိုခုခေတ်လူငယ်တွေကခုနပြောရတဲ့အခက်ခဲကိုကြောက်တဲ့ထင်မှာတော့မပါဘူးသူတို့ကအဲတခုချီကစူးစမ်းခြင်းစိတ်အာများတာကိုပဲအန္တရာယ်တစ်ခုအနေနဲ့ပဲတတ်မှတ်ပါဘောเนาะအဲအဲတည်တည်ချာချာလေးစဉ်းစားချင်းချင်ပြီးမှပဲအဲလှုပ်စေချင်တာတွေလည်းကျွန်တော်ကဖြစ်ဖြစ်တည်တည်ချာချာစဉ်းစားပြီးတော့မှပဲလှုပ်စေချင်တယ်ဗောနော်အရန်တောင်မှခုနကပြောတဲ့ freedom တအားဖြစ်တဲ့အတွက်ခုန ရမ်း break 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 လေးနဲ့အုပ်စေချင်တာပါအာအပင်ကြီးကြီးတွေ့ရင်လူတွေကဆူတောင်းတတ်ကြတယ်လေအဲ့ဒါကိုကျွန်တော်နေနေရတယ်တက္ကသိုလ်ဆရာတော်ဖခင်နဲ့ဟိုနေတွေရွှေပူတို့ပါတော့အများကြီးပဲအာရှောက်လိုက်တယ်မော်လမြိုင်နေပါတွေရောအဲ့လိုပသိန်တွေရောတောက်လျှောက်လိုက်ဖြစ်တဲ့ကာလတခုရှိရဲအဲ့ဒီတော့တွေ့မှာပေါ့နော်ခပုံးကြီးကိုလာလျှောက်ကြတဲ့လူတွေရှိရဲလာလျှောက်တာကဘာလဲဆိုတော့လျှောက်တဲ့သလားမလျှောက်တဲ့သလားသူတို့ကလိုချင်တာပဲတည်တာဘူးအဲ့ဒါကိုခပုံးကနင်တို့လိုချင်တာကိုညောင်မင်းမဆူတောင်း အပင်ကြီးကြီးရှိရင်ဆိုတော့အဲ့ဒီမှာကသူကဗာလဲဆိုတော့ကကြတော့ဒါစတုမဟာရိနတ်ဒီရှိတယ်ပေါ့နော်အဲ့မှာဆူတောင်းတဲ့နဲ့ဟာရှိတယ်လို့ဆူမတောင်းတဲ့နာကြီးလည်းရှိတယ်လေအဲ့ဒီပုံမှာမူတည်ပြီးတော့အဲ့ဒါလေးရအိုင်ဒီယာရတာပါဆူမတောင်းတဲ့နာကိုသွားပြီးဆူတောင်းမိလိုက်တယ်ပေါ့နော်အိပ်ပန်နီးကြလို့ပြောမလားဘာခုံမလဲနည်းနည်းထပ်ပြီးတွေးရမယ်တိပ္ပံနီးကြတော့မဟုတ်ပါဘူးဗာလဲဆိုတော့ကကြကျွန်တော်တို့ လူဘုံနဲ့ကိုက်ရက်မှာကစတုမဟာရဲ့နတ်ဘုံရှိတယ်အဲ့ဒီမှာကဘာလဲဆိုတော့ဒီအပင်တွေကိုစောင့်ရှောက်တယ်အပင်တွေမှာနေထိုင်တဲ့စတုမဟာရဲ့နတ်တွေရှိတယ်အထူးသဖြင့်ရုပ်ကစိုးပေါ့နော်ဒီရုပ်ကစိုးတွေကဘာလဲဆိုတော့ကကြာသူတို့မှာကဟိုလူတွေလိုကုသိုလ်လုပ်ခွင့်မှာမှမရှိဘူးအဲ့တော့သူတို့ကုသိုလ်လုပ်ဖို့တစ်ခုခုလိုလုပ်ပြီးရင်လူတွေပြန်ကူညီတတ်တယ်ဆိုတာဘုံဘုံကြီးကတော့ပြောပြထားတယ်ဂျန်နဲ့ဘုံဘုံတွေလည်းအဲ့လိုမျိုးပြောပြထားတယ်ကျွန်တော်ဟို YouTube တွေပါတယ်မှာ ကြားရနာရတယ်လေเนาะသူဟိုဘာလဲဟိုဗာကျုပ်ဆရာတော်ဘုရားကြီးတော့ကလည်းအဲ့လိုပြောထားတာရှိတာအဲ့တော့ဗာလဲဆိုတော့ကကြဆူတောင်းတာကတော့အမှန်ကန်နဲ့ဆူတောင်းနေရောဖြစ်ဖြစ်တယ်လို့တော့60ရာခိုင်နှုန်းတော့ကျွန်တော်အနေနဲ့ယူဆတော့ဒီကားမှာကတော့ဟိုကိုကြက်ကြော်ကြော်ဘူးပြီးတော့နေလင်းချင်းပြီးတော့ဝီလာရီမိုးပွင့်ဖြူအဲပြီးတော့ကိုဇွဲနိုင်ဝင် ပြီးတော့ခါကြအစီစွမ်းထက်အောင်အာမောင်ကင်းပီရနောက်နော်အဲလီဆိုတဲ့ညီမလေးတယောက်ပါမယ်အဲတခြားအစ္စရာကြီးလည်းပါတော့ပါပါအောင်ပဲဗျာ